သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ match လ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတစ်ဆမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစ်ဆမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တန်တောင်တောင်ငူလမ်းမိုက်မှာရစ်တရင်စစ်တမစိုက်ကယ်နဲ့ထွက်လာတဲ့ရဲတွေပစ်ခတ်ခံရပြီးတအူးသိမ်းဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းတောင်ငူမြို့တန်တောင်တောင်ငူလမ်းမိုက်မှာ ရဲတပ်ရင်17မှာစိုက်ကင်နဲ့ထွက်လာတဲ့ရဲတွေပြစ်ခတ်ခံရပြီးတဦးသေဆုံးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါရယ်မတ်လ21ရက်နေ့နံနက်ပိုင်းမှာတန်တောင်တောင်ကိုလမ်းမိုက်မှာအမှတ်17ရဲတပ်ရင်ကနေစိုက်ကင်နဲ့ထွက်လာတဲ့ရဲတွေကိုအမိမတိတနတ်သမားများကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်သားနဲ့ရဲတွေရောက်ရှိလာပြီးသေဆုံးသွားတဲ့ရဲတပ်သားအလောင်းတွေကိုကောက်ယူကာတန်တောင်တောင်ကိုလမ်းမိုက်ကိုပိတ်ဆို့စစ်ဆေးမှုများလှုပ်ဆောင်သွားကြောင်းသိရှိရပါရယ် မနေ့ကပြစ်ခတ်ခံရတာလို့သိရတယ်။ရဲတွေစိုက်ကင်နဲ့ထွက်လာတဲ့အချိန်ပြစ်ခတ်ခံရတာပြစ်ခတ်မှုဖြစ်ပြီးတိတ်မကြဘူး။စစ်ခွေးတွေရောရဲတွေရောရောက်လာပြီးအလောင်းလာကောက်သွားတယ်။စစ်ခွေးတွေကတန်တောင်တောင်ကိုလမ်းမိုက်ကိုပိတ်ဆို့ပြီးနင်းနေပပလောက်ပဲရှောက်ဖွေတာတွေလုပ်ပြီးပြန်သွားကြတယ်လို့သိရတယ်။မနေ့ကဆာမေပွဲဖြီဆိုခြင်းဆိုတော့ကြောင်းနီးနာကလမ်းတွေပိတ်ထားကြတာတော့ရှိတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တဲ့တင်ကတော့ဖလန်းမျိုးသိန်းတိုက်ပွဲလေကြောင်းပြင်းထန်ခုခံနေပေမဲ့လည်းအောင်ပွဲတွေရနေတယ်လို့ CNO CNDF ပြော။ ချင်းမြောက်ပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရင်းစခန်းကိုမကြမီပထမဆုံးသိမ်းယူနိုင်တော့မယ်လို့မျှော်လင့်ကြောင်းအတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲကိုချင်းညီနောင်နဲ့မဟာမိတ်များကပေါ်ဆောင်လျက်ရှိရာမှာစစ်ကောင်စီကလေကြောင်းမှအပြင်းထန်ခုခံတိုက်ခိုက်နေတယ်လို့ချင်းညီနောင်မဟာမိတ်များဘက်ကလည်းအောင်မြင်မှုများရှိတိုးရရှိထားတယ်လို့ချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ် CNO CNDF အထွေထွေအတွင်းရင်းမှုစလိုင်းဝီလီယံချင်းကပြောပါတယ်။ယနေ့မက်ရှလ22ရက်နေ့မှာကျင်းပတဲ့ဖလန်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်ရဲ့ရမုံငွေရှာဖွေရေးအစီအစဉ်မှာဖလန်းတိုက်ပွဲအခြေအနေကိုအတိအပေးပြောကြားလာခြင်းဖြစ်ပါတယ်။စစ်ကောင်စီကဝေဟင်မတောက်လျှောက်အပြင်းထန်တိုက်ခိုက်လျက်ရှိနေပေမဲ့လည်းစုတ်ခွာခြင်းမရှိဘဲစစ်ကောင်စီတက်စကန်ကုန်းများကိုတင်ပိုက်ရယူထားနိုင်ကြောင်း CNO CNDF တာဝန်ရှိသူကပြောပါတယ်။စစ်ရေးအခြေအနေအရဘယ် point တွေတင်ထားတယ်ဘယ်မှာကျွန်တော်တို့ရှိနေတယ်ဆိုတဲ့ဟာကြတော့လက်တလုံးမှာပြောပြလို့အဆင်မပြေသေးတဲ့အနေအထားမှာရှိတယ်လို့ဆလိုင်းဝီလီယံချင်းကပြောပါတယ်။ဒါအပြင် အခြေအနေတရပီတရပိုကောင်းလာပြီးရဲဘော်များရှစ်ဆက်တိုးနိုင်တယ်လို့လည်းဆိုပါတယ်ကျွန်တော်တို့ရရင်ရသလောက်နောက်မဆုတ်ပဲမကြခင်ချင်းပြည်နယ်နဲ့ချင်းလူမျိုးလွတ်မြောက်ဖို့အတွက်ကိုအကောင်းဆုံးရကိုရရမယ်လို့မျှော်လင့်ပါတယ်တရင်ကောင်းနဲ့အမြန်ဆုံးရနိုင်ဖို့မြေပြင်ကတမှုတွေပါဝင်တာဝန်ရှိတဲ့သူတွေအဖက်ဖက်ကကူညီထောက်ပံ့နေတဲ့ပြည်သူတွေနဲ့တူကျွန်တော်တို့လက်ရှိမှာတိုက်ပွဲဝင်နေပါတယ်လို့၎င်းကပြောပါတယ်မဟာမိတ်အင်အားစုများမှာတိုက်ပွဲအတွင်းထိခိုက်ကြဆုံးမှုများရှိနေပေမဲ့ လက်ရှိအခြေအနေမှာပုံမကောင်းမွန်တဲ့အနိုင်ရရှိမှုများရှိထားတယ်လို့အသိပေးထားပါတယ်။ဖလန်မျိုးဟာချင်းမြောက်မှာစစ်ကောင်စီတရင်စကန်ကိုပထမဦးဆုံးတိုက်ခိုက်တဲ့တိုက်ပွဲဖြစ်ပြီးစိန်ခေါ်မှုများစွာရှိနေတယ်လို့ CNO CNDF တာဝန်ရှိသူကပြောပါတယ်။ချင်းပြည်နယ်ရဲ့မြောက်ပိုင်းမှာတရင်အဆင့်ရှိတဲ့စကန်ပထမဆုံးတိမ့်ပိုက်နိုင်ဖို့စူးစမ်းဆောင်ရွက်တဲ့နေရာမှာအားလုံးပါဝင်ပေးကြပါ။ဒီဟာအောင်မြင်သွားရင်တီးတိမ်မျိုးသိမ်းတိုက်ပွဲလည်းလွယ်ကူသွားမယ်။ဟာခထန်တလန်လည်းလွယ်ကူသွားမှာဖြစ်တယ်ဆိုတော့အဲ့ဒါကိုစက္ကဆလည်းသိတဲ့အတွက်ကြောင့် တောက်လျှောက်ကိုဖိအားပေးပြီးလေချောင်းနဲ့ထိုးနေရလေဖြစ်တယ်။နိုင်ဖို့လည်းနီးကပ်နေပါပြီလို့ဆလိုင်းဝီလျံချင်းကပြောပါတယ်။တော်လန်ရင်မှာကိုတက်နိုင်တဲ့ဘက်ကပါဝင်ပါကတေချာပေါက်အောင်မြင်မယ်ဖြစ်ကြောင်းပလန်မျိုးသိမ်းတိုက်ပွဲမကြခင်အောင်မြင်မှုရရှိကအောင်ပွဲကိုအတိပေးကြညာနိုင်ပြီလို့မျှော်လင့်ကြောင်းလဲ CNO CNDF တာဝန်ရှိသူကပြောပါတယ်။ချင်းညင်အောင်တဲ့မဟာမိတ်တွေဟာ2024ခုနှစ်နိုဝင်ဘာလဒုတိယအပတ်မှာဖလန်နဲ့မင်းတက်မျိုးသိမ်းစစ်စင်ရေးကိုတပြိုင်တည်းဖော်ဆောင်ခဲ့ရမှာမင်းတက်မျိုးကိုဒီဇင်ဘာလ22ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်။မင်းတက်မျိုးကြပြီးတဲ့နောက်မှာ ကံပက်လက်မြို့မှာရှိတဲ့စစ်ကောင်စီတပ်တွေကလည်းညာရင်းချင်းစုခွာသွားပြီးဒီဇင်ဘာ22ရက်နေ့မှာကံပက်လက်မြို့ကိုချင်းညီနောင်ကတင်ပိုက်ခဲ့ပါတယ်ဖလန်မြို့တင်တိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းအပြင်းထန်တိုက်ခိုက်ခုခံနေပြီးလေကြောင်းမှစစ်ရင်အားများထပ်မံဖြစ်တင်းလျက်ရှိပါတယ်အဲ့ဒီလိုစစ်ကူစစ်ရင်အားတွေကိုချင်းညီနောင်ကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ထိကိုက်တိုက်ဆုံမှုများပြားခဲ့ပြီးစစ်တုံးပန်းလည်းများစွာဖမ်းဆီးရရှိထားပါတယ် CNO CNDF ပါဝင်တဲ့ချင်းညီနောင်ဟာမတ်လဒုတိယအပတ်မှာဖလန်မြို့မှာနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီတပ်ကုန်းကို အပီးသက်သိမ့်ပိုက်နိုင်ရေးစစ်ရှိမြင့်လျက်ရှိရမှာတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်မံဖမ်းဆီးရရှိထားကြောင်းလည်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ slide team ကအတည်ပြုထားပါတယ်။တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ရတာမှာကဖလန်းမျိုးနယ်မှာရှိတဲ့ကြေးရွာအချို့ကိုပါလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားထိခိုက်မှုအချို့လည်းရှိခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီလက်အောက်ကျန်နေတဲ့ဒေသများရှိပြည်သူများထံတော်လန်ရေးတပ်များလာမယ်လို့ KNU ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီလက်အောက်မှာကျန်နေတဲ့ဒေသများမှာရှိတဲ့ပြည်သူတွေထံကိုမရောက်ရောက်အောင်လာမှာဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူဘရိုစော့တော်နီကပြောကြားပါတယ်။လက်ရှိနိုင်ငံရေးစည်းရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတရင်စကားပြောကြားပေးဖို့မေးမြန်းချက်ပေါ်ယခုကဲ့သို့ပြောပြခြင်းဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီရဲ့လက်အောက်မှာကျန်နေသေးတဲ့သူတွေအားလုံးတရင်ပေးကြတာကကျွန်တော်တို့လာကိုလာမယ်။မရောက်အရောက်လာမယ်။ကျွန်တော်တို့ပြည်သူတွေရှိတဲ့နေရာကိုမရောက်ရောက်အောင်လာမယ်။ ကျွန်တော်တို့အုတ်ချုပ်ရေးစနစ်တွေပြန်အစားထိုးမယ်လူတို့ဝန်ဆောင်မှုလုပ်ငန်းတွေလည်းတော်လန်ရေးလှုပ်ဆောင်ပြီးတဲ့တစ်ချိန်ထဲမှာအဲ့ဒါကိုထက်ချက်မကွာကျွန်တော်တို့ဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတဲ့သတင်းကောင်းပေးကျင်ပါတယ်လို့ဖတိုစောတော်နီကပြောကြပါတယ်လက်ရှိကာလဟာစစ်အာဏာရှင်အနေနဲ့စစ်ရေးနိုင်ငံရေးတန်တမာရေးအဖက်ဖက်ယိုယွင်းနေတဲ့အချိန်ဖြစ်တဲ့အတွက်လူတို့လှုပ်ရှားမှုကိုလည်းစစ်ကောင်စီအနေနဲ့နှိမ်နင်းနိုင်ခြင်းမရှိလို့ပြောကြပါတယ်တော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်းနိုင်ငံရေးစစ်ရေးမှာအကြက်တဲတွေရှိနေပေမဲ့လည်း ရင်းဒီပင်လင်တော်လန်ရေးပင်ဖြစ်ကြောင်း၎င်းကဆိုပါတယ်ဒီအကြမ်းတမ်းတွေမရှိဘူးဆိုရင်ဒါတော်လန်ရေးလည်းမဟုတ်တော့ဘူးဘာလို့လဲဆိုတော့ကက်ခဲကြမ်းတမ်းတဲ့အခြေအနေကနေမဟုတ်မမှန်တဲ့ဟာကိုတော်လန်ပစ်တာလေအဲ့ဒါကြောင့်ကျွန်တော်တို့ရှိနေတဲ့ခွန်အားနဲ့ပဲကျွန်တော်တို့ယက်တည်တယ်လို့ဖရိုစောတော်နီကပြောကြပါတယ်တဖက်မှာလည်းစစ်ကောင်စီနေမီတွေကိုတိမ့်ပိုက်ထားနိုင်ပြီးစစ်ကောင်စီဘက်ကလည်းတော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့တိမ့်ပိုက်နေမီများကိုအုတ်ချုပ်ရေးလုပ်နိုင်မယ်မဟုတ်လို့ဝါဒဖြစ်မှုများရှိနေကြောင်းဖရိုစောတော်နီကပြောကြပါတယ် ော်လိုင်းရေးလှုပ်ဆောင်မှုဟာစစ်တိုက်တာတစ်ခုတည်းမဟုတ်ပဲပညာရေး၊ကျန်းမာရေးအပါအဝင်လူတုဝန်ဆောင်မှုလုပ်ငန်းတွေကိုအမြဲကြိုးစားဆောင်ရွက်နေပြီးစေစုနှစ်များစွာအတွေ့အကြုံရှိကြောင်းပြောကြားပါတယ်။ကျွန်တော်တို့နေရာတွေထိမ့်သိမ့်နိုင်ပြီဆိုရင်တည်တည်တက်တက်နေကိုကျွန်တော်တို့အုတ်ချုပ်နိုင်တယ်လို့ဘရိုဆော့တော်နီကပြောပါတယ်။ဆက်လက်ပြီးအုတ်ချုပ်ရေးစနစ်ပုံမကောင်းမအောင်လှုပ်ဆောင်ရတာရှိပြီးနေမြေနဲ့လူတုကိုပိုင်နိုင်စွာအုတ်ချုပ်နိုင်တာကိုတက်တည်ပြနိုင်ကြောင်းပြောကြားပါတယ်။လက်ရှိအခြေအနေတွေအရစစ်အာဏာရှင်စနစ်မုတ်ချကြဆုံးရမှာတည်ကြကြောင်း စစ်ကောင်စီအနေနဲ့တော်လန်ရေးတပ်တွေလက်ရှိသိမ်းပိုက်ထားတဲ့နေရာတွေကိုပြန်လည်တက်ယူ၍ရမည်မဟုတ်ကြောင်း၎င်းကပြောကြားပါတယ်။တော်လန်ရေးမှာအခက်အခဲတွေရှိနေပေမဲ့လည်းရှစ်ဆက်သွားမှာဖြစ်ပြီးစစ်ကောင်စီထိန်းချုပ်ထားတဲ့လက်ကျန်နေမည်များမှရှိတဲ့ပြည်သူတွေရှိရာကိုမရောက်ရောက်အောင်လာမှာဖြစ်ကြောင်းဖရိုစောတော်နီကပြောကြားပါတယ်။မြူဒာညညရဲ့အဆိုအရအန်ယူဂျီခေါင်းဆောင်များကလည်းယခု2025ခုနှစ်မှာတော်လန်ရင်အတွက်တည်သားတဲ့အပြောင်းအလဲကိုဖော်ဆောင်နိုင်ရန်ရှိကြောင်းအသိပေးထားပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ဖို့အတွက်အထွေထွေထိုးစစ်ကြီးတည်းရဲ့ပြုတ်လုသွားရန်ရှိကြောင်း ် NUG ကကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမွန်ကမကြသိမ်းမီကအသိပေးထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ညောင်တုံးမှာ KTV အစိုးမေများအပါအဝင်လူ90ထက်မနည်းဖမ်းဆီးခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းမအူပင်ခရိုင်ညောင်တုံးမြို့နယ်မှာ KTV အစိုးမေတွေအပါအဝင်လူ90ထက်မနည်းကိုစစ်ကောင်စီတပ်ကဖမ်းဆီးထိမ့်သိမ်းထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ညောင်တုံးမြို့နယ်တာကွိတ်ကြီးရွာက အုတ်ချုပ်ရီမူဟောင်းရဲ့ Star One KTV ကအစိုးမဲရီပါဝင်လူအယောက်90ထက်မနည်းကိုတိုင်းရစ်တပ်ဖွဲ့နဲ့နေမြေကန်ရဲတွေကမတ်လ18ရက်နေ့ကနေ21ရက်တွင်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။တာကွေ့ကြေးရွာဒေသခံတယောက်က18ရက်ကလူငယ်6ယောက်အဖမ်းခံရတာ18ရက်ကအစိုးမဲရီပါဝင် KTV တဲကလူအယောက်40လောက်ကိုဖမ်းသွားတာ20ရက်နဲ့21ရက်ကျတော့9ယောက်ထပ်အဖမ်းခံရတာလို့ပြောပါတယ်။ ဲ့ဒီအဖမ်းခံရသူတွေကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကအချုပ်ကားနဲ့တိုင်းရဲတပ်ဖွဲ့ယုံကိုဖမ်းခေါ်သွားတာဖြစ်ပြီးယနေ့မတ်လ22ရက်နေ့ထိပြန်လွတ်လာတဲ့သူမရှိသေးဘူးလို့လည်းဆိုပါတယ်စစ်ကောင်စီတိုင်းရဲတပ်ဖွဲ့နဲ့နှိစက်သူတယောက်က KTV မှာအဖမ်းခံရတဲ့လူငယ်တွေကမူးယစ်ဆေးတုံးဆွဲတာကြောင့်ဖမ်းတာလို့သိရတယ်ကျန်တဲ့အမျိုးသားတွေကတော့စစ်မှုထမ်းအတွက်လူမပေးလို့ဖမ်းတာလို့ပြောတာပဲတိုင်းရဲတပ်ဖွဲ့ကတိုက်ရိုက်ဆင်းဖမ်းနေတာလို့ပြောပါတယ် အဖမ်းခံရသူတွေဟာအရက်သားတွေဖြစ်ပြီးဖမ်းဆီးချိန်စစ်ကောင်စီရဲတပ်ဖွဲ့တွေကရိုက်နှက်ခေါ်ဆောင်သွားတယ်လို့အတမစစ်မှုထမ်းခိုင်းမှာကိုလည်းမိသားစုဝင်တွေကစိုးရိမ်လျက်ရှိတယ်လို့ပြောပါတယ်အဲဒီနောက်လေးမျက်နာရေးကြီးတာပေါင်းနဲ့အထက်ဗမာပြည်မင်းကွန်းတဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေကြောင်းစောင်းပါရှင်ဆရာလှဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့အမာခံနေမြေတွေဖြစ်တဲ့ပသိမ်မြစ်အရှိတ်ကန်းနဲ့ပသိမ်မုံရွာလမ်းမှာရှိတဲ့မြို့နယ်၃မြို့တဝိုက်မှာမြို့နယ်၃မြို့နယ်တဝိုက်မှာအရခတ်တက်တော်မှာ ထိုးစစ်များဆင်လာပြီးဖြစ်တဲ့အတွက်စစ်ကောင်စီတစ္ဆာခံတပ်များနဲ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာပါတယ်။အဓိကအားဖြင့်ရခိုင်ရိုးမတော်ရိုင်းတရိတ်ဆန်ဘေးမဲ့ဒေသနဲ့27ကီလိုမီတာအကွာမှာရှိတဲ့ကျေးရွာများအနီးမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်က၎င်းတို့ရိုးရာအတိုင်းမြို့ရွာတွေကိုဘုံကျဲတိုက်ခိုက်လာတဲ့အတွက်ဒေသခံများတင်းရှောင်ကုန်ကြရပြီဖြစ်ပါတယ်။ပသိန်းနဲ့26ကီလိုမီတာဝေးတဲ့တာပေါင်းအနီးမှာရှိတဲ့အမြောက်တပ်ရင်း3လေးလေးမှာလည်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်။ ညောင်ကျိုးစစ်ကန်းကိုတိမ့်ပိုက်တဲ့တိုက်ပွဲမှာလည်း၎င်းတို့မှာရင်ဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားများအကြအဆုံ120ခန်းတိရှိတယ်လို့အရာဝတီသတင်းကဆိုပါတယ်စစ်ကောင်စီတပ်တွေကတက္ကသိုလ်ဝင်ခွင့်စာမေးပွဲအပြီးမှာကျောင်းတွေကိုဝင်ရောက်တက်ဆွဲတိမ့်ပိုက်နိုင်ရန်တဆုနေပြီဖြစ်တယ်လို့လည်းသိရပါတယ်စစ်တပ်မှပသိမ်မုံရွာလန်းကွာငတိုင်းချောင်းလမ်းတွေမှာအုံပြုတ်ဝင့်ကိုပိတ်လိုက်ရပြီဖြစ်ပါတယ်ဘကိုးတိုင်းအတွင်းမှာရှိတဲ့ပန်းတောင်းနဲ့အိုးရှစ်ပင်မှာလည်းအရက်ခတ်တက်တော်နဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ် စစ်တပ်ရဲ့ကာကင်စခန်းအားလုံးနီးပါးကိုတင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတစ္ဆာကန်တပ်တွေအကြားသခိုင်းမင်းကွန်လန်တျှောက်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲ့ဒီအနီးတစ်ဝိုက်မှာရှိတဲ့ကြီးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေပြီးမိုင်းများပင်ထောင်နေတယ်လို့သိရပါတယ်။သခိုင်းမှာမင်းကွန်ခေါင်းလောင်းကြီးရှိရာမင်းကွန်ပထိုးကြီးဖျားဘက်သွားရလက်တဝိုက်မှာရှိတဲ့လက်ပံရွာအနီးမှာဖြစ်ပါတယ်။စစ်သားတွေနဲ့ပြူစောတိလူမိုက်တွေကရွာတွေကိုဝင်ရောက်ပြီးပစ္စည်းတွေကိုဓမြတိုက်လူရက်သွားကြတယ်လို့လည်းသိရပါတယ်။ စကိုင်းတိုင်းအတွင်းမှာအာနာသိမ့်ပြီးချိန်မှာစပြီး၎င်းတို့လူရက်ဖြက်စီမိရှုခဲ့တဲ့အင်ဂျီ၄000ကန်ရှိတယ်လို့ပြုစုထားတဲ့စင်းစရာများအရာသိရပါတယ်။မင်းအောင်လိုင်ကလည်း၎င်းတို့အတွက်အသက်ပေးတိုက်ပေးနေကြရတယ်လို့ဆိုကာလှုပ်ချင်တာလှုပ်ခွင့်ပြုထားခြင်းပင်ဖြစ်တဲ့အတွက်စစ်သားဘဝမှာတဖြည်းဖြည်းဓမြတခိုးတာတာဘဝကိုရောက်မှန်းမသိရောက်ကုန်ကြပြီဖြစ်ပါတယ်။စစ်ကောင်စီမှအဲ့ဒီကိစ္စကိုအမြဲလိုညှင်းဆိုနေပေမဲ့လဲစိုးဝင်းကိုယ်တိုင်ဝန်ခံလာရတာဖြစ်ကြောင်းအကြောင်းတစ်ခုကထွက်ပေါ်လာပြန်ပါတယ်။အဲ့ဒီလိုဝန်ခံလာရခြင်းမှလဲ အမဲလိုလိုညင်းဆိုနေပါက၎င်းတို့ပြောသည်မမယုံတော့မှစိုး၍အမားဟင်းအိုးကြီးတဲ့ကိုအမှန်စာတစုံခတ်ပေးလိုက်ခြင်းမျိုးသာဖြစ်ပါတယ်။စိုးဝင်မဖြစ်မနေဝန်ခံလိုက်ရတာကအပုံနဲ့တထောင်ထောင်ထွက်နေပြီဖြစ်တဲ့စစ်သားစုဆောင်ရေးကိစ္စများနဲ့ပတ်သက်နေပါတယ်။စိုးဝင်ကစစ်သားစုဆောင်ရေးကော်မတီအနေနဲ့ဥပဒေနဲ့လှုပ်ထုံးလုပ်နည်းများအတိုင်းမဆောင်ရွက်၍အကျင့်ပြက်လက်စားမှုများနေစဉ်လိုဖြစ်ပေါ်နေတယ်လို့လည်းဝန်ခံလာခဲ့ပါတယ်။ အဲ့ဒီလိုကော်မတီများရဲ့လုပ်ရက်ကိုသိရှိပါကတည်င်းပို့တိုင်ကြားရမယ်လို့လည်းဆိုပါတယ်။၎င်းရဲ့အပြောကကြားရသူအပေါင်းမိမြနဝင်ချိုလိုက်လိမိနီလက်တွေ့မှာတော့ယခုထိမိသူတူတယောက်ကိုမျှအေးအေးယူခြင်းမရှိသေးပါဘူး။အဲ့ဒီအတွက်စိုးဝင်းအပြောဟာစစ်သားစုဆောင်ရေးကော်မတီအနေနဲ့ရာသမြငွေတွေကို၎င်းတို့အိတ်ကက်ထဲကြီးထည့်ဖို့မကြိုးစားဘဲတက်ဆိုင်ရာအာဏာပိုင်တွေကိုလည်းပူဇော်ပတ်တာဖို့လိုတယ်လို့တတိပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ RFA တရင်မှာပါရှိတဲ့ပုံမှာစစ်တပ်မြောက်တင်နန်းသားတွေကိုတွေ့နိုင်မှာဖြစ်ပါတယ်။အများစုဟာမိသားစုမှလက်ထိုးရန်ငွေမတက်နိုင်ပြေးလို့လည်းမလွတ်နိုင်၍ပါသွားရသူများသာဖြစ်ပါတယ်။အဆိုပါတပ်ပုံကိုကြည့်ပြီးတခိုးတမျှတာတာဖြစ်နေတဲ့စစ်တပ်ထဲကိုဝင်၍အသေးခံရမယ့်အရေးကိုမိသူများဂုံယူဝင်ကြောနေကြမည်မဟုတ်မိသားစုများအားလုံးကလည်းစိုးရိမ်တော့ကတွေနဲ့တာတက်ယုံတွေကိုမောင်းသွင်းခံရတဲ့ကြွယ်နွားများဘဝကိုရောက်ရှိနေတဲ့အဖြစ်ကိုယဉ်ထုမနာဖြစ်နေကြမည်သာဖြစ်ပါတယ်။ နိုင်ငံသားတို့အတွက်လူ့အခွင့်အရေးဆိုတာအသာထားပြီးအောင်အသက်ရှင်နေထိုင်ပိုင်ခွင့်ကိုပင်တစတဲ့တစဖီစီချင်းချောက်လာနေပြီဖြစ်ပါတယ်။အဲ့ဒီလိုဖိနှိပ်အုပ်ချုပ်နေသူတွေကလည်းယူမတက်ဖြစ်နေကြတဲ့အတွက်၎င်းတို့ရဲ့ဘဝကိုမြည်သူမြတ်အားကျပိုင်ဆိုင်လိုကြမည်မဟုတ်ဒီကလုံးဝတေချာနေပြီဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန့်လှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ကြကြတဲ့တရင်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ยีပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ